အိမ်လေးတွေဝယ်တော့မယ်ဆိုကြဲဟိုကကျွန်တော်တို့ယခုလိုမျိုးအင်တီးရီးယားဒီဇိုင်းလက်ရာတွေအရန်ကောင်းလုံးပြီးတော့တံပိုးလည်းအများကြီးမသုံးကျင်ဘူးမြို့ထဲလည်းနေကျင်တယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်ဒီအိမ်လေးနဲ့မိတ်ဆက်ပေးမယ်ဒီအိမ်လေးကအရန်လာပတဲ့ကျွန်တော်တို့ white house လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်နောက်မှလည်း living room အခန်းအကျယ်ကြီးတွေနဲ့ဒါဖွဲ့စည်းထားတဲ့အိမ်လေးတစ်လုံးဖြစ်တယ်လုံးဝကိုအရန်ချစ်စရာကောင်းပြီအခန်းတွေကလည်းတော်တော်လေးကျယ်တဲ့အနေထားလေးရှိတယ်ကျွန်တော် ဒီအိမ်လေးရဲ့အပြင်ဒီဇိုင်းလက်ရာတွေကိုကျွန်တော်ပြီးရင်ရိုက်ပြမယ်ကျွန်တော်မိတ်ဆွေတွေဒါအဆုံးထိကြည့်ဖို့ကိုလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်လုံးဝကြော်မသွားနဲ့နော်ဒီမှာဒီအိမ်လေးကကျွန်တော်တို့ဒါမာစတာဘတ်တွေကြီးပဲ၃ခန်းပါတယ်ဒါကျွန်တော်တခန်းပြမယ်ဒါကျွန်တော်ဒါပထမဆုံးမာစတာဘတ်ရွန်ဖြစ်တယ်15ပြီပတ်လေတော့ကျယ်ဝန်းတဲ့မာစတာဘတ်ရွန်ဖြစ်တယ်နောက်ထပ်ကျွန်တော်တို့ဒါ ဒီအိမ်လေးကဒါအလယ်မှာတော့ကျွန်တော်ဒါ dining and kitchen room လေးနဲ့ဒါဖွဲ့စည်းတည်ဆောက်ထားတယ်ဒါဒီဘက်မှာဆိုရင်တော့ကျွန်တော်ဒါ master bedroom ဖြစ်တယ်ဒီမဲ့ master bedroom ဒီကောင်းလေး15မိပတ်လေးလောက်ရှိတယ်ကျွန်တော်ဒါဆိုရင်ရေချိုးခန်းအိမ်သာရေချိုးခန်းအိမ်သာတွေလည်းကျဲတယ်အိမ်လေးကဒီမဲ့တော်တော်လေးကျဲတဲ့အနေအထားမှာရှိတယ်ကျွန်တော်တို့ဒါအကုန်လုံးကရေပူရေပါပြီးသားဖြစ်တယ် ဟုတ်ကဲ့နောက်ထပ်ကျွန်တော်ဒါဒီဘက်မှာဆိုရင်နောက်ထပ်ကျွန်တော်တို့ဒါတတိယမြောက်မာဆာဖရွန်ဖြစ်တယ်ဒါလည်းကျွန်တော်တို့ဒါ15ပေပတ်လေလောက်ကျယ်ဝန်းတဲ့မာဆာဖရွန်ဖြစ်တယ်လိုင်တိန်လည်းဝင်တဲ့အနေထားလေးရှိတယ်ဒီမှာလည်းရေချိုးကအိမ်သားတွေလည်းကျယ်တယ်ဒီမဲ့တော်တော်လေးကျယ်တယ်ဒါဒီအိမ်လေးရာဆိုရင်ကျွန်တော်တို့ဒါမာဆာဖရွန်၃ခန်းဒိုင်းနီယံကစ်ချင်ရောလီဗင်ရောကျွန်တော်တို့ဖျားခန်းကျွန်တော်စောစောကဖျားခန်းလေးပြဖို့ကြံခဲ့တယ်ဒီဘက်မှာ ဒါဘုရားကတော်တော်လေးကျေတဲ့အနေထားလေးရှိတယ်။ဒါကတော့ကျွန်တော်တို့ဒါအဲ6ပေ12ပေလောက်ကျေဝန်းမယ်ကျွန်တော်တို့ဒါဘုရားကဧရိယာလေးဖြစ်ပါတယ်ခင်ဗျာ။ဒါဒီအိမ်လေးဟာဆိုရင်ကျွန်တော်ဒါ Master Bedroom သုံးခန်းလုံးကလည်းအရန်ကျေတယ်လို့ကျွန်တော်ဒါ Living Room ကြီးကလည်းကျွန်တော်မိတ်ဆွေတွေမြင်တဲ့အတိုင်းပဲဒီမဲ့တော်တော်လေးကိုကျေတဲ့အနေထားလေးရှိတယ်။ စီနေဟိုင်းလေဗယ်ကလည်းမြင့်တယ်လို့အခန်းဖွဲကောင်းကောင်းလေးနဲ့ဖွဲ့စည်းထားတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေတွေမြင်တွေ့ကျင်နေတဲ့ကျွန်တော်ဒီအိမ်ကြီးရဲ့အပြင်ဒီဇိုင်းလိုက်ရာတွေကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်လိုက်ပြမယ်ဒါအိမ်ရှိလေးရောက်တာနဲ့ဒီမှာအိမ်လေးရဲ့လေကရလေးကလည်းတော်တော်လေးလာတယ်ဒီမှာပန်းအိုးတွေနဲ့ဒါစိုက်ပြိုးထားဒီဘက်မှာလည်းကျွန်တော်ဒါစက်ကူပန်းလေးတွေအရန်လာတယ်နောက်ထပ်ကျွန်တော်ဒီမှာဝရဏာလေးရောဒီဝရဏာလေးရဲ့ကျွန်တော်ဒါဒီဘက်မှာဆိုရင် let's get let's get လေးရတယ်ဒီမှာရှောက်လန်းလေးတွေနဲ့ တော်တော်လေးချစ်စရာကောင်းတယ်အိမ်ရှိမှရှိတယ်ကျွန်တော်ဒါ landscaping လှလှလေးဖြစ်တယ်မြင်လားအော်ရိုင်းနေရာစာပြီးတော့ကျွန်တော်တို့ဒါအဖြူရောင်လေးတွေကိုတုတ်ထားတယ်ကျွန်တော်တို့ဒါ white house လေးတစ်လုံးဖြစ်ပါတယ်အိမ်လေးကိုကြည့်ချင်နေပြီဆိုရင်ကျွန်တော်ရှေ့ရရိုက်ပြမယ် ဒီမဲ့ကျွန်တော် နောက်မှာရှိတယ်ကျွန်တော်ဒါ white house လေးဖြစ်တယ်ဒီမဲ့ outline နေရာစပြီးတော့တန်ပန်းလေးတွေနဲ့ဒါလှလှပပအဖြူရောင်ကာလာလေးတွေနဲ့ကျွန်တော်ဒါမိခိုးရောင်လေးတွေနဲ့ကျွန်တော်တို့ဒါရောပြီးတော့အသုံးပြုထားတဲ့အိမ်လေးဖြစ်တယ်ဒီရှေ့မှာလည်းကျွန်တော်တို့ဒါကြောက်ပြားလေးတွေစီထားတဲ့ကျွန်တော်တို့ဒါဒီဇိုင်းလေးရလေတော်တော်ချစ်စရာကောင်းတယ်အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာဒါဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒါကားနှစ်စီးလောက်အနည်းဆုံးထိုးလို့ရတယ်ကျွန်တော်ကားပါကင်ရှိတယ် ဘေးမှာလည်းကျွန်တော်ဒါပန်းမင်အလှလေးတွေပန်းအိုးလေးတွေစိုက်ပျိုးထားတာကိုလည်းကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရမယ်။ဟုတ်ကဲ့ဒါဒီအိမ်လေးဟာဆိုရင်ကျွန်တော်တို့ဒါပြေးဦးလင်မြို့ရဲ့ကျွန်တော်တို့ဒါရက်ွက်ကြီးကိုနန္ဒဝင်မှာတည်ရှိတဲ့အိမ်လေးတစ်လုံးဖြစ်တယ်။ကျွန်တော်မန္တလေးကနေတက်လာမယ်ဆိုရင်ကျွန်တော်ဒါပြေးဦးလင်မြို့မှာကျိုးစိုးပါဤဆိုတဲ့ကျွန်တော်တို့ဒါဆိုင်ဘုတ်ကိုမရောက်ခင်ကျွန်တော်တို့ဒါဘယ်ဘက်မှာတည်ရှိတယ်ကျွန်တော်ဒါတစ္ဆာလန်းလေးကိုကျွန်တော်ဒါမန်လေးလာရှိုးလမ်းမကြီးကနေတမိနစ်လောက်လေးဝင်လိုက်ုံနဲ့ရောက်ရှိမယ်အ ိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာမြို့မြေအမျိုးသားဖြစ်ပြီးတော့ဂရန်ကိုဆက်လျှောက်လို့ရတယ်မြေအမျိုးသားလည်းဖြစ်တဲ့အတွက်လုံးဝကိုခိုင်းမာစိတ်ချရတယ်မြေအမျိုးသားပေါ်မှာတီဆောက်ထားတဲ့အိမ်လေးတစ်လုံးလည်းဖြစ်တယ်အခန်းဝင်နေလဲကျဲတယ်မာဆာဗန်ရောလည်းသုံးခန်းပါတယ်လီဗင်ရောဒိုင်းနင်းရောကစ်ချင်ရောဖျားခန်းဘုံကြီးချိုးခန်းအိမ်နာတွေရစပြီးတော့အားလုံးပြည့်ပြည့်စုံစုံနဲ့ဒါဖွဲ့စည်းတီဆောက်ထားတဲ့အိမ်လေးလည်းဖြစ်တယ်ညီအကျေအားဆိုရင်လည်းကျွန်တော်တို့ဒါမျက်နှာပွင့်က60နဲ့5ပဲနောက်ပိတ်က ပေ90ဒါကျွန်တော်နောက်ကနည်းနည်းကားသွားတဲ့မြေကွက်အမျိုးအစားဖြစ်တယ်အလျားကတော့နှစ်ဖက်စလုံးကျွန်တော်ပေ40ကျဲဝင်ပါတယ်ခင်ဗျာခုလိုကျွန်တော်တို့ဒါငွေအိတ်ပုံမြေကွက်ပေါ်မှာတိစောက်ထားတယ်ကျွန်တော်ဒီအိမ်အဖြူလေးကိုကျွန်တော်တို့ရောင်းချပေးမဲ့ဈေးနှုန်းကလည်းကျက်သိန်း၄000ကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ရောင်းချပေးနေတဲ့ထုံးစံတိုင်းပဲပိုင်ရှင်နဲ့ဓာတ်ရိုက် တွေ့ဆုံညှိနှိုင်းရောင်းချပေးမှဖြစ်တဲ့အတွက်ယခုလိုမျိုး ဂရံမြေကိုဆက်လျှောက်လို့ရတယ်ကျွန်တော်တို့ဒါဂရံမြေအဖြစ်ပြောင်းလဲလို့ရတယ်မြေအမျိုးအစားပေါ်မှာတည်ဆောက်ထားတဲ့ဒီအိမ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ရဲ့ဖုန်းနံပါတ်39 9865 9864ဒါအမြန်ဆုံးဆက်သွယ်ပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ